မိုးကုတ်ကကျွန်တော်တကက်အရေးပေါ်အခြေအနေနော်ခုနကတခန်းတော့မနောင်းနေမှပြောပြမယ်အခုကတော့မိုးကုတ်ကိစ္စကတည်ရေးရှင်ရေးလောက်ထိအရေးကြီးတယ်တည်ရေးရှင်ရေးနေရမှာ နိုင်ငံရေးတည်ရေးနဲ့စေရေးတည်ရေးရှင်ရေးနှစ်မျိုးရှိတယ်အဲ့ဒါကိုပြောမှရမှာမို့လို့အဲ့ဒါကြောင့်မို့ဒါပြီးရင်ကျွန်တော်တည်င်းမှာတစ်ခါလည်းပြောပြမယ်အဲ့ဒါလည်းအတူတူ ဘာဖြစ်လို့အရေးကြီးလဲဆိုရင်ဒါမိုးကုတ်မိုးမဲ့မပြောခင်မှာတည်င်းကိုပြောပြလိုက်ရင်ပိုတိလိုက်မယ်ဒီနေရာမှာ TN TNA ရှိတဲ့အကြောင်းတွေဘာညာတွေတော့ဟို TNA ဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့ပြောတာမျိုးကတော့လောလောဆယ်မှာအရေးဟိုအရေးမကြီးဘူးပေါ့ဗျာတခြားကန်လားအနည်းပြီးတော့ပြောပြောသိတာပေါ့ပြောချင်တာကနံပါတ်1အချက်ကျွန်တော်ပြောရမယ့်အကန့်ဒါမှာတကယ်အရေးကြီးတယ်နော် ဆုပ်ဖြတ်လက်ခတ်တယ်ပြီးရင် तू ကဆုပ်ပြီးွားပြီးဆိုရင်အပီးအလုံးအခြေအနေကတော်တော်ဆိုးဆိုးွားဖြစ်သွားနိုင်တယ်ပထမအချက်တစ်ခွနံပါတ်နံပါတ်1အခန်းနေနဲ့ပြောလိုက်မယ်ဆိုရင်တည်င်းမှာကြည့်မယ်ဆိုရင်เนาะကျွန်တော်တို့ဒီအလုံးလဲတွေးကြပါတယ်စက်ကောက်စီရဲ့ကြောင်မြင့်ယတနာပွဲတွေပါတွေလုံနေတာပေါ့ဗျာဒါကတော့သူ့အလုံးသူ့အလုံးသူ့လုံနေတာခြိုက်နော် ဲ့နားလေးပါ okay ဒီနေ့ဒီနေ့ရက်အတင်းကိုအရင်ပြောလိုက်မယ်၃မိနစ်၅မိနစ်ရှိပြီနော်စစ်ကောက်စီကပြိုကျနေတယ်ဒါအဲ့ဒါကြောင့်မို့လဲမိုးကုတ်ဘူးမိတ်ဖက်ကကန်တော့ကိုတခါတည်းတွဲပြောရဲတာကတင်းနေမှာကြည်လိုက်ရင်လဲကျွန်တော်တို့တွေတွေ့ပါတယ်စစ်ကောက်စီမတရားဆင့်ကိုဖက်ကိုစစ်ကြောက်ထိုးနေတာရှိတယ်နောက်တစ်ဖက်မှာရွေးကောက်ပွဲဥပဒေထုတ်လူတွေပြလိုက်ဖမ်းနေတယ်ပေါ့ဒါပေမဲ့ နေပြည်တော်မှာကြတော့ကြောင်းမြရတနာပွဲကြီးကိုခန်းခန်းနာနာជីជីကျဲကျဲကိုလုံနေတယ်နော်ရတဲ့ဇီးတွေနဲ့ရောင်းထုတ်နေတယ်ပြောဘာထင်လဲအဲ့ဒါကအဲ့တဲ့င်းတွေကတီးခြားစီဖြစ်နေတဲ့ကိစ္စတွေလားတကယ်တော့တီးခြားစီဖြစ်နေတာတော့မဟုတ်ဘူးအမှန်တရားကအဲ့ဒီမှာမရှိဘူးစစ်အနိုင်တိုက်ဖို့ဆိုရင် view ဟာမြောက်စဉ်းစားဖို့လိုတယ်အခုမြင်နေရတဲ့အကြက်တဲပြဿနာတွေကတော့အမျိုးစုံပါပဲ။ ဒါပေမဲ့ပြောပြောချင်တဲ့ဥစ္စာကစစ်ကောက်စီရဲ့စနစ်ရန်တရားတရုတ်ကိုမိခိုပြီးမိုးကုတ်မိုးမဲဝင်ဖို့လမ်းကြောင်းတခြားကန်လာတွေမှာလိုင်းကြီးနေတာတွေအာရခိုင်ဘလို့ဖက်မှာအာရုရှားစစ်တင်းဖော်ရီနဲ့ကန်လာတွေပေါ့ဗျာအမျိုးစုံရှိတယ်ဒီကေကတော့သူ့ရဲ့ဥဆောင်လုံနိုင်စွမ်းဆုံးဖြတ်နိုင်စွမ်းမရှိတဲ့နော်စစ်ရန်တရားတတ်မတော်ရန်တရားကြီးဆိုတာကြီးကပြိုကျနေတာသူ on ရဲ့ရွေးကောက်ပွဲဆိုတာကလည်းကျွန်တော်တို့ PSY operation နိုင်ငံကြီးလက်ွက်မဟုတ်ဘူးစိတ်ဓာတ်စစ်ဆင်ရေးအရာတုံးနေတာမျိုးထိရောက်မှုမရှိဘူး စည်ရေးစီးပွားရေးတန်တမာရေးဆိုတဲ့အချက်၄ချက်အဓိကပြိုကျနေတယ်အဲ့မှာတင်နော်အာစည်ရေးစီးပွားရေးတန်တမာရေးပြီးတော့ဒီနိုင်ငံတကာရာဇဝတ်မှုပေါ့ဗျာဒါကိုပြောရမဆိုရင်အချက်၄ချက်ကိုကျွန်တော်တစ်ချက်ချင်းပြောပြမယ်နံပါတ်၁နိုင်ငံရေးမျက်နှာစောင့်ကြည့်လိုက် Human Right Watch HRW ကရွေးကောက်ပွဲကိုအတူရောင်တခြားပါတီတွေလည်းမပါဘူးပေါ့ NLD အပါဝင်ပါတီကြီးတွေဖြတ်သိမ်းတယ်ဒါပြင်မှာကို Facebook မှာစတစ်ကအသက်ပေးတာလောင်နဲ့ဖမ်းတဲ့ဥပဒေတွေထုတ်တယ် ဒါရွေးကောက်ပွဲကိုပြင်ဆင်တာမဟုတ်ဘူးဒါဟာနိုင်ငံကြီးရအမြင့်ဖြတ်သုံးသိရှင်းလင်းနေတာသူတို့ရည်ရချက်ကမဲဆန္ဒရှင်ကိုဆွဲဆောက်ဖို့မဟုတ်ဘူးပြိုင်ဖက်ကိုရှင်းထုတ်ဖို့နောက်တစ်ခါမှ TNA အကြောင်းတစ်ခါလည်းဆက်ပြောမယ်နော်နံပါတ်2အချက်ကပထမချက်ကနိုင်ငံရေးမျက်နှာစာပြီးွားပြီစေရေးမျက်နှာစာမှာကြည့်လိုက်ပါစင်ကူကံမစစ်ကြောင်းထိုးတာဟုတ်ပါတယ်ဒါပေမဲ့ဒါဟာထိုးစစ်တစ်ခုလားဆိုတော့မဟုတ်ဘူးဒါအပေါက်လိုက်ပိတ်နေတဲ့နော်ထိခိုက်မနိုင်တဲ့အပေါက်လိုက်ပိတ်နေတဲ့ view ဟာမျိုး အာမောတောင်တို့ဘာတို့မှာပါသွားတာမျိုးတအတိတတယ်။နောက်ပခုတ်ကူမှာဆိုကြည့်လိုက်ပါလေရင်စီအာကုတ်ကြောင်းမှုကိုမတက်နိုင်လို့ပါရာမော်တော်တွေနဲ့ပြန်တန်းနေရတဲ့အခြေအနေဒါဟာထိတ်ချုံနိုင်စွမ်းတဲ့စနစ်တကျပြပြပြဥဆောင်လုံးနေတဲ့မြန်မာနိုင်ငံရဲ့တက်မတော်တစ်ခုရဲ့လှုပ်ရှားမှုမဟုတ်ဘူးဆိုလိုချင်တာကရှင်တန်ဖို့ရုပ်ကန်နေရတဲ့အဖွဲ့အစည်းတစ်ခုနံပါတ်3အချက်ကစီပွားရေးမျက်နှာစာကြည့်ရမှာ ဒါကတော့အရှင်းဆုံးပဲလက်ရှိစိတ်အုပ်စုကဘာဘာလုပ်နေလဲရန်ကုန်မှာမီးလာလာမန္တလေးမှာမီးလာလာဒီနေ့မီးလာလာရေးခဲ့ပါဦးကွန်မန့်မှာမီးမီးလာရင်ရေးခဲ့ပါဦးเนาะမီးပြက်ပြီးတော့ပါဝါဘန်နဲ့အာသွင်းပြီးကြီးနေရတယ်ဆိုတော့မတန်နိုင်ရန်ကုန်နဲ့မန္တလေးလို့မြို့ပြမှာမီး၈နှစ်ကြီးတောင်မှပြည့်အောင်မပေးနိုင်ပါဘူး ဆောက်အုပ်တဲ့ကတီအိုရီကိုတည်ရင် comment မှာရေးပြီးတော့တစ်ခါတည်းပြောနော်ဒီလိုကာရီကြောင့်မအောင်ဘူးဆိုတာကပြောနေတဲ့အချက်လက်ကဘာကြောင့်ဘသူအပြစ်တင်နေလဲအပြစ်တင်စရာကတစ်ခါတည်းကိုမှအချက်ရရင်ပြောပြအောင်မယ်နော်ခင်ဗျားတို့ UCC တက်က UG ဘလို့အခြေအနေဖြစ်နေလဲတွားကြည့်အောင် KNU တို့ KNPP တို့ထွက်သွားတာကခင်ဗျားတို့နိုင်ငံရေးရပလုံသွားပါတော်တူတူပဲအဲ့ဒါရုပ်စိုးပန်းစိုးဖြစ်အောင်ကိုပြုတ်ကြတာလို့ခေါ်တယ်ဘာပြောချင်သေးလို့လဲ အဲ့ဒါကြောင့်တော့ဦးစားပေးမပြောဘူးဒီဘက်ကအကန်လာကိုပြောတာဘာကိုရှေ့ရှုလဲကြည့်လိုက်ပါဦးမီရှင်းနိုင်တော့မပေးနိုင်ဘူးဆိုတဲ့အချက်လက်ပါတယ်နော်အာတယောက်က9နိုင်တော့မပြေးနိုင်ဘူးဆိုရေးတယ်တယောက်က မီးတော့မပြတ်ဘူးလို့ပြောတယ်ကြိုက်တယ်လို့ပါပြောပါဗျာပြီးမှရှင်းတော့မယ်ကွန်မန့်ကိုဒီတော့ပြောချင်တာကမြန်မာနိုင်ငံမှာခလေးလေးသိန်းကျော်အဟာရချို့တက်နေတယ် UN OCHA ကပြောတယ်လူဆက်တန်းစားနပ်ရိက္ခလူအပ်နေတယ်ဒါပေမဲ့အစိုးရလုံးမဲ့သူတွေကနေပြည်တော်မှာကြောက်စိတ်အတွဲ9000ဘူးเนาะရတဲ့ပေါက်ဈေးရတဲ့ဈေးနဲ့ဒေါ်လာယူရိုရန်ဘတ်အဲ့ဒါနဲ့ရောင်းနေတယ်ဒါအောက်ချုပ်ရေးလုံးနေတာမဟုတ်ဘူးဒါဟာလူရက်နေတာလို့ခေါ်တယ်ဘယ်လိုပြောရမလဲဆိုရင်အဲ့မီးလောင်နေတော့ အဲ့ဒီထဲမှာရှိတဲ့ရွှေခွက်ငွေခွက်တွေကိုအများဆုံးထုတ်ရောင်းနေတဲ့သဘောမျိုးနံပါတ်၄ချက်တန်တမာကြီးမျက်နှာစာကြားဖြတ်ကိစ္စကိုပဲကြည့်ဆန်ရှင်ပိတ်ပြတ်မှတ်ထားတာ DKPA ဆိုပြီးတော့ပေါ်လာတာအခုမေလာကကြတော့ BDF ရွှေကုတ်ကုတ်ကိုရှင်းမယ်ဒီတော့အမေရိကန်နဲ့တရုတ်ဖိအားကြောင့်ကျွန်တော်ကြည့်ထားတယ်ဟုတ်အမေရိကန်နဲ့တရုတ်ဖိအားကြောင့်ပြန်လဲပြောထားသေးတယ်လေရှစ်ဟို ဘာလဲ BGF ကပြောတာကအမေရိကန်နဲ့တရုတ်ဖိအားကြောင့်ရှင်းတာမဟုတ်ပါဘူးနော်တတင်းလေးကိုညင်းဆိုတယ် BGF ဆိုတာကစစ်အုပ်စုရဲ့ပတ်သက်တဲ့နေချာဆောက်တဲ့စစ်တပ်နဲ့ကြားဖြတ်မဆိုင်ဘူးဆိုတဲ့ကိစ္စမျိုးပြောလို့မရဘူးတကယ်ကစစ်အုပ်စုနဲ့ကြားဖြတ်လို့ရဲ့စကန်လုံးနေတာကအချုပ်ချအာဏာပိုင်အစစ်ဆန့်ရှင်တွေပိတ်ဆို့တဲ့တိတိကျကျကိုဖော်ထုတ်ထားပြီးသားတခြားလူကိုလက်ညှိုးထုတ်လို့လည်းမရဘူးမဟုတ်ပါဘူးလို့ညင်းလို့မရဘူးဒီတော့အခုလို့ကြားဖြတ်အရေးယူတာဟာသူတို့နော် ကြားဖြန့်အရေးယူမှ BGF ကရှင်းလင်းမဲ့ပြောတဲ့ဆိုတာကနိုင်ငံတကာရဲ့ဓာတ်ဆက်ကံဖြစ်သွားပြီဆိုတာကိုဘတ်တကိုဝန်ခံလိုက်တယ်လို့ပဲကြားဖြန့်အရေးယူတာဟာအမေရိကန်တရုတ်ဖိအားကြောင့်မဟုတ်ဘူးလို့ပြောနေဝန်ခံလိုက်တယ်လို့ဖြစ်လေပဲပြီးတော့ဒီတောက်ချက်အပြင်ကိုနော်ကျွန်တော်တို့အဲ့ဒီဟာတွေရဲ့ဒီမုတ်ကုံမုံမဲတို့တရုတ်ပဝင်လာတဲ့ဟာကရှင်းရှင်းပြောရင်တရုတ်ကိုမိခိုရင်းမိခိုရင်းနဲ့တရုတ်လိုချင်တဲ့ပုံစံတည်းဝင်သွားတာဘလို့အတိတ်ပဲပြောရမလဲဆိုရင်ဗျာ လက်ရှိခုနကပြောတဲ့အလက်ပိုင်းအခက်ခဲက PDF အခက်ခဲကတော်လိုက်တက်ဖက်တွေမှာကအဓိကစိတ်ခေါ်မှုကကိုစင်ရတို့တောက်တတ်တယ်လို့ပဲကြည်ဆန်းဟုတ်တယ်ဒီအခုပြောတဲ့အခက်ခဲတွေအရေးပေါ်အကူအညီလာတောင်းတာတွေကလည်းမသိအောင်ခုခံတိုက်ခိုက်ဖို့ကြည်ဆန်းခင်ဗျားတို့အလုံလောက်ဖြစ်ပေးထားနိုင်လို့လားဘယ်နေရာကိုအာယူစိုက်ပြီးတော့ဘယ်နေရာမှာအာစကိုင်းဝတ်တော်ဝင်ကြီးတွေပါတီထားလို့နေရလဲပြည်သူလက်ရှင်းလဲအောင်မပြောထားဘဲနဲ့ဘာတွေလုံးနေမှန်းကိုမသိတော့ပြောရင်လည်းကုတ်သွားလိမ့်မယ်နောက်မှပြောတော့မယ် ဒီတော့မြေပြင်ကရဲဘော်တွေနိုင်ရန်ဝန်ဖြစ်ပေးချဖို့တောင်းဆိုနေတာကကျွန်တော်ထပ်ပြီးတော့ဒါအဲ့ဒီအတွက်ရောပြီးတော့သူတို့ရှေ့တရက်တည်ရင်တချို့တွေဆိုအဖွဲတွေဖြက်လိုက်ရပြီတချို့တွေဆိုလက်နက်ကြီးရောင်းစားလိုက်ရတယ်ဘာလို့ဆိုရင်စာဝတ်နေရကြောက်တအားခက်ခဲတာဒါတွေကိုဘယ်သူမှသတိမထားဘူးမပြောလဲမပြောဘူးနိုင်နေပြီပဲဆိုပြောနေတယ်ညာပူအောက်မှာလဲကျွန်တော်အဲ့ဒါရေးခဲ့တယ်အဲ့လိုမျိုးဟာတွေပြောရင်လဲဒေါသပါပါချစ်ချစ်ဖြစ်လာတယ်အခုစေရေးတိုက်ပွဲရလူအချက်ဘောင်းစုံ UNG ရဲ့အဓိကထိန်းကြီးပေးတဲ့ အလုပ်ပဝင်တဲ့နိုင်ငံရေးဆိုတဲ့ခန္ဓာက UNCC ဒါကလူတိုင်းသိပြီးသားယူချင်းအောင်ဆောင်ပြီးတော့သွားနေကြတာပြည်သူညီလာခံ2022မှာတစ်ခါလှုပ်တယ်2024မှာ CRPA က NLD ကထွက်သွားလို့ပြည်သူညီလာခံ6လတစ်ခါလုံးမဟောင်းမလှုပ်တော့ဘူးအရေးအကြီးဆုံးက UNG မဟုတ်ဘူး UNCC Federal ဆိုတဲ့ခေါင်းစဉ်အောက်မှာ Charter အောက်မှာပူပေါင်းထားလို့အခုပြက်ပြီပြောပါဦးဘာလို့မလို့ခင်ဗျားဖမ်းပါဗောခင်ဗျားကဒလန်မဒလန်မမသိပဲနဲ့ အဲ့လိုပြောလို့ရရမယ်ဆိုရင် UNG ကိုအရင်မေးဘု து အထောက်ပံ့နေလဲစိရင်အရင်ရှင်းခိုင်းဘာလို့ဆိုကျွန်တော်ကစားပစ်လိုက်တာဘု து မှမထောက်ပံ့ဘူးကျွန်တော်ပေးတဲ့မဟုတ်ဖို့ပတ်စံအားလုံးစားပစ်တယ်အဲ့လောက်ပြောထားကူမှာပဲစားပစ်ပါတယ်လို့ပြောနေကူဒီတော့အမှန်ပိမဖြစ်တော့မယ်နော်အရေးကြီးတဲ့ကံတော့နောက်တစ်ခုပြောပြပါမယ်လက်ရှိမြင့်ပြင်ကစေရေးအခြေအနေရကျွန်တော်တို့တိတ်ချသုံးသပ်ခြင်းစက်ကောက်စီကိုနိုင်ဖို့ဆိုတာကလိုအပ်ချက်တွေအများကြီးပဲမလွယ်ကူဘူး အကူညီတောင်းနေကြတဲ့အဖွဲ့တွေညီတွေကလည်းနော်မတေအောင်ခုခံဖို့အရေးပေါ်လိုအပ်ချက်ကိုကူညီတောင်းတာလက်ရှိအလက်ပိုင်းမြေပြန်မှာစစ်ကောက်စီရဲ့တာလုံအင်အားကိုလိုက်မိဖို့ဆိုတာက blind better ဆိုင်ပြီးတိုက်ဖို့မလွယ်ဘူး PDF တိတန့်လည်းမလွယ်ဘူးပြီးတော့စစ်ကောက်စီစစ်ကြောင်းတိုင်းကိုလိုက်တိုက်နေဖို့ဆိုတာကလည်းအခြေအနေကမပေးဘူးအရေးတကြီးလိုအပ်ချက်လည်းမဟုတ်ဘူးဒီတော့ကျွန်တော်ပြောချင်တာကသူတို့အဓိကပြုတ်ကျနေတဲ့စီးပွားရေးအသက်သွေးကြောကိုအချိန်မြင့်ပြီးတော့ဖျက်တောက်ဖို့လိုတယ်အဲ့ဒါကပဲ ော်လိုင်းကြီးအာသချက်ဖက်ကိုပြောင်းပါဒီနေရာမှာကျွန်တော်မေးချင်တာကနော်ဝေဝေဝဝလာပြီးတော့ကွန်မန်းမန်းနေတဲ့လူတွေမပါဘူးကျွန်တော်ထဲမှာအဓိကပြဿနာတွေကိုပြောချင်တာကပြောနော်ဟိုကျွန်တော်ပြဿနာတွေရေးခဲ့ပါအဓိကကောက်ချက်ကစစ်ကောက်စီရဲ့ဥပဒေရွေးကောက်ပွဲတွေကို နော်လိုက်ပြီးတော့တန်ရောက်လိုက်ပြီးတော့ရွေးကောက်ပွဲကိုအရေးယူမယ်လို့ဗါလို့ညာတို့တွေအဲ့တော့လေးလူရှုပြီးတော့တကယ်သူတို့ရဲ့စီးပွားရေးထွက်ပေါက်ငွေရှာတဲ့လမ်းကြောင်းငွေဝင်လမ်းကြောင်းကိုအဓိကဥတီပြီးတော့ဖြတ်တော့ပိတ်ဆို့တဲ့နဲ့ yes or no တော်လိုင်းဖက်ကောက်ဆိုရင်တော့လက်ခံလား yes or no အသက်သွေးကြောကအဲ့ဒီပေါ်မှာတီးတယ်အဲ့ချက်ကိုလက်ခံလားအဲ့ဒါကပို့ပြီးတော့တက်ရောက်မှုအမြန်ဆုံးတဲ့ ခင်ဗျားတို့လူချင်းကတော်လိုင်းရေးအာသချက်ကိုအဲ့ဖက်ကပဲရောက်မှာလက်ခံရဆိုရင် yes လို့ရေးခဲ့ပေးဖြစ်နိုင်မဲ့ဆိုရင်အဲ့လိုမျိုးအခြေအနေမျိုးเนาะအပြင် comment မှာဖြစ်ဖြစ်နောက်မှပြန်ကြည့်တဲ့လူရေးခဲ့ကျွန်တော်တို့ခင်ဗျားတို့ပတ်ဝန်းကျင်မှာမြင်နေရတဲ့စိတ်ကောက်ရေးစီစီးပွားရေးကြဆင်းမှုတက်တဲ့တစ်ခုလောက်ပါထောက်ပြပေးခဲ့လိုက်အဲ့ကောက်နေမြင်အောင်လို့လက်မခံဘူးဆိုရင်လည်း no လို့တော့ရေးရဲရဲတင်းတင်းဘာမှမဖြစ်ဘူးဘာဖြစ်လို့ရွေးကောက်ပွဲကိုအာရုံစိုက်ပြီးတော့တိုက်ရမလဲဆိုတာပါ노ရေးတဲ့လူတွေဟာငင်းချက်ပါတစ်ခါလဲထုတ်ပေးခဲ့เนาะ ကြံတဲ့ကန်တော့တရားတော့ထားလိုက်တော့ဒီတော့ yes or no ကိုဒါရိုက်ချက်မှာရောအပြင်မှာရောရေးပြခဲ့ပါကျွန်တော်ဒါတွေအလုပ်ပြန်ဆွေးနွေးပါတယ်เนาะအဲ့ဒါကတော်လာရေးရဲ့ဥတီချက်ကိုပုံဖော်တဲ့နေရာမှာအရေးကြီးပါတယ်လမ်းကြောင်းအလွဲကြီးနဲ့လိုက်နေမလွယ်ဘူးအခုတရားအဲ့ဘက်ကိုပြောရင်အဲ့ဒါကပိုအရေးကြီးတယ်တရားရှင်ရေးကိုဖြစ်နေတာဒီတော့ကျွန်တော်ပြောချင်တာကကျွန်တော်မိတ်ဆွေတွေအဓိကပေါ့ဗျာတော်လာရေးရဲ့ပေါ်တွေဖြစ်ဖြစ်တခြားတခြားကြီးနေကြတဲ့ညီငယ်တွေလည်းရှိပါတယ်เนาะ အာနာရှင်တရားရဲ့တရားဝင်မှုဆိုတာသူထုတ်တဲ့ဥပဒေသူလုပ်တဲ့ရွေးကောက်ပွဲတွေမှာမရှိဘူးအဲ့ဒါတွေကိုလိုက်ပြီးတော့ယူချင်အောင်စာပြီးတော့ရန်လိုက်ဖြစ်နေလို့ဘာမှမထူးဘူးသူရဲ့အဓိကယက်တီနိုင်တဲ့ထောက်ပံ့ထားတဲ့ထိ ंछ ုပ်ထားတဲ့စီးပွားရေးအသက်သွေးကြောမှာပဲအဓိကရှိတာစီးပွားရေးအသက်သွေးကြောမရှိရင်ဒီကောင်ဘာမှကြကြတိုက်လို့မရဘူးမဟုတ်လား yes or no အဲ့ဒါရှင်းနေတာပဲဒီတော့ကျွန်တော်ပြောတဲ့အဥ္စာကို မိုင်းမန်နဲ့မိုင်းမားတဲ့ရေးခဲ့ပေးပါပြီးရင်ကျွန်တော်ဗီဒီယိုတကယ်အဆင်ပြေတယ်ကြည်နှက်တယ်ဆိုရင်တော့ like ပေးခဲ့နော်မကြိုက်တဲ့လူကတော့မပေးဘဲနဲ့နေလို့ရပါတယ်ပြီးတော့တခါလဲဆက်ပြောရမယ်ဆိုရင် TIAA ဖက်နော် NUCC အကြောင်းကအစတော့ကျွန်တော်ခေါင်းစဉ်မှာရေးထားတယ်ပြောမလို့ပေါ့ဗျာပြောလဲဘာမှမထူးပါဘူးနော်ဂျလုတ်ပလုတ်တွေရှင်းရှင်းပြောရင်တော့စကားနဲ့ထက်ပြောရတော့အဆင်တော်မရှိတာ NUG ကောင်တွေက NUC တို့က NUG ကောင်တွေက ဘာမှလည်းတိတိကျကျခိုင်ခိုင်မာမာနဲ့လှုပ်ပြနေတာလည်းမရှိပြီးရင်ဆောက်ကြီးဆောက်ချက်တွေတက်ပြောပြီးရင်ဟိုသူများ live fight သူများ live ပြောထားလိုက်တော့အဲ့ကောင်တွေကြောင်းပြောရင်အကုသုံများတယ်ပြောမှဆိုရင်လည်းမနေဘူးမကြည့်နိုင်လည်းမတန်းနိုင်ဘူးဒီတော့အရေးကြီးတဲ့တရားအဲ့ဖက်ကိုသွားလိုက်ပါမယ်မိုးကုတ်ကကျွန်တော်တကယ်အရေးပေါ်အခြေအနေနော်ခုနကတခန်းတော့ပြီးသွားပြီး မိုးကုတ်မိုးမျက်နှာမိုးကုတ်မိုးမိတ်ပေါ့ဗျာနော်အဲ့မှာလော်နေကြတာဒီအများကြီးပဲအချင်းချင်းချားမှာဘယ်လိုများအရှိကိုဆက်သွားမလဲတော့မသိဘူးပြောနေဆိုနေကြတာဒီအိုးဘာဖြစ်လဲတက်ဆက်ဖောက်ရှုပ်ထွေးပြီးတော့အရေးကြီးတဲ့အခြေအနေတစ်ခုကိုအတွင်းကြကြမြင်အောင်ကြည့်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာကိုလှုပ်ဖို့ပြုတ်ပြစ်ဖို့ဒါမှမဟုတ်လဲလှုပ်တဲ့လှုပ်ထိုက်တာဥပမာအခုဆိုရင်စုပ်ပေးတာနဲ့ခင်ဗျားတို့ပြည်သူရောက်ကြည့်မှုနိုင်ငံရေးအရာတရုတ်စီစဉ်မှုကိုလက်ခံလိုက်တယ်လို့ဖြစ်သွားပြီ yes or no အသေးခံပြီးထိမ့်မယ်ဆိုရင်တော့တမိုင်းမှာကြော်ကြားတဲ့ PDF သူရဲကောင်းနေဖြစ်မယ်အဲ့ဂျားတန်းမှာအဖြစ်ရှိတယ်လှုပ်ဖို့ပဲလုပ်တယ်ရှာဖို့ပဲလုပ်တယ်ပြောဆိုတိုက်တွန်းဖို့လုပ်တယ်နမူနာတစ်ခုပြောမယ်ဆိုကျွန်တော်မိတ်ဆွေတယောက်ကမမတစ်ခါအဲ Facebook ချက်ပေါင်းမှာလာပြီးတော့ဆွေးနွေးတလူပေါ့ဗျာ TNA ကိုပိတ်ဆို့တယ် MNDA တို့ကိုတရုတ်ကတအားကိုပိတ်ဆို့ဖိအားပေးတယ်အဲ့ဒါကြောင့်လက်ခံဟိုဟာဖြစ်တယ်ရလိုက်ရတယ်ဒီတော့တနည်းပြန်စဉ်းစားကြည့်ပါနော် အဲ့ဒါကိုအခုအဲ့မှာပါတယ်ဒါကတော့လုံသိမ့်လုံထိုက်မှလုံပေါ့ဗျာဒါကတော့ဘယ်လိုပြောမလဲအဖွဲ့စည်းတစ်ခုရဲ့စီမံမှုလည်းပါတယ်ဆိုတော့ပြောရတာကသူများအဖွဲ့စည်းကိုဝင်ပြောရတာဆိုတော့နော်အခုပြောပြမယ့်အချက်မှာရှင်းရှင်းလေးပဲနိုင်ငံရေးရတာဟာတိမ်မလားရှင်းမလားမေးတာနဲ့တူတယ် TNA ကတရုတ်ဖိအားကြောင့်မြို့ကထွက်မဲ့အာအော်တိုဘာ28 29မှာပေါ့ဗျာနော်ဆွေးနွေးပွဲကုမင်းမှာလုပ်တယ် ပြီးရင်အခုဒီနေ့15ရက်နေ့နိုဝင်ဘာ15ရက်နေ့စောင့်ကြည့်ရမယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့နောက်ဆုံးဒီစက်ကောက်စီကိုခေါ်သွင်းလာမယ်ဆိုတော့16ရက်နေ့မှာခေါ်ပြောတယ်ပြီးရင်စက်ကောက်စီမဝင်လာရင်ပြန်ဝင်လာရင်အာမပြစ်ခတ်နဲ့ဆိုပြီးတော့ပြောတယ်မပြစ်ခတ်နဲ့ဆိုပြီးတော့မိုးကုတ်မျိုးထံမှာရှိတဲ့အတော်လိုင်းအင်အားစုတိုင်းကိုခေါ်ပြောတယ်ဒါဟာရှိရှိလေးပဲမြင်အောင်ကြည့်မယ်ဆိုရင်ဘက်ဖာဇိုလို့ခေါ်တဲ့ဂျာခန်နဲ့မြေတယောက်ကဖန်တီးဖို့စူးစမ်းနေတဲ့ခြေလန်း ဘက်ဖာဆိုဆိုတာက TNA တို့ရောက်သွားပြီတနည်းအားဖြင့် red line လို့ခေါ်တယ်ကျိုးနီဖန်တီးတာ PDF တွေမေးတော့မေးလို့လောလောကလောလောကဲကဲမှာသွားနေငါတို့ဒီမှာကျိုးနီတားတယ်အဲ့ဒါကိုကျွန်တော်ဖက်လည်းကျိုးနီတားလို့ရတယ်ဘက်ဖာပြန်ခံလို့ရတယ်ဒီတော့အချက်လက်တွေနဲ့ပြောမယ်ဆိုရင်ဗျာမြေပြင်အနေထိပထဝီနေထားလဲကြည့်မယ်ဆိုရင်လည်းဘလို့ပဲကြည့်ကြည့်စက်ကောက်စီတက်မြောက်ဖက်ရွှေလီကြောကရှိတဲ့မဘေးတို့ပါတို့ပေါ့ဗျာရွှေလီမြကန်းဘေးမှာရှိတဲ့မဘေးမန်းစီ အဲ့ဒီဖက်ကနေဝင်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဒါက KIA ထိချုပ်ထားတဲ့နေရာအဲ့ဒီဖက်မှာ KIA PDF တွေရှိတယ်ပြောစစ်ကောက်စီဝင်နိုင်တဲ့ဖြစ်နိုင်ဆုံးတစ်ခုတည်းသောလမ်းကြောင်းကျွန်တော်ပြောခဲ့တဲ့ TNA ထိချုပ်နေမြေကနေပြီးတော့ဖြတ်တန်းမှတော့ဝင်လို့ရမှာမြေပြင်ပုံချောင်းဝန်းနေဆိုရင်အရှိဒီအာတွင်းငယ်တို့ဘာတို့ဖက်ကနေလဲဝင်လို့မလွယ်ဘူးအဲ့ဒီဖက်မှာ ABS တည်း PDF MDY PDF တို့ရှိတယ်ပေါ့ဟာပြီးတော့ဒါကဘာကိုပြနေလဲဆိုရင် စစ်ကောက်စီဝင်လာနိုင်တယ်ဆိုတာ TNA ကအမိစိတ်ပြတာမျိုးခေါ်သွင်းတာမျိုးနဲ့မှသာပဲဖြစ်နိုင်တဲ့ကိစ္စငင်းလို့မရတဲ့အချက်လက်ကဒါပဲဒီတော့အဲ့ဒီမှာတစ်ချက်စဉ်းစားကြည့်เนาะအဲ့လိုဖြေတွေကိုရှာရင်ကျွန်တော်ဂိတ်တီအိုဒီပဲတော့ရတယ်ဟိုဟာပြောတဲ့ဂိတ်တီအိုဒီမဟုတ်ဘူးအဲ့ဒီခါတွေကထက်ထက်ပြောလိုက်ရင်မလွယ်ဘူးစိတ်ထဲမှာတော်တော်ဥရဖားရဖြစ်တာတရုတ်ကနဇတ်တီညရေးကိုလိုချင်တယ် TNA ကတရုတ်ကိုမလွန်ဆန်ရဲဘူးဒါတည့်ပြောတာပဲဒီဒါပေမဲ့ PDF မိုးကုတ်ဘျူဟာကအဲ့ဒီလိုမျိုးအခြေအနေမှာညီမချင်းပေါ့အဲ့ဒီတည်းမှာလွတ်လပ်စွာရွေးချယ်လှုပ်ရှားပိုက်ခွင့်ရှိတဲ့တိချအဖွဲ့တွေဖြစ်တယ်။ EO တွေဆိုတာကသူတို့လူမျိုးစုအကျိုးစီးပွားကိုအဓိကထားတယ်။အဲ့လိုပဲဗမာလူမျိုးစုအကျိုးစီးပွားကိုအဓိကထားတဲ့မိုးကုတ် PDF PDF တွေကလှုပ်လို့ရတဲ့အခြေအနေတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒါဟာမုကုတ်မုံမိတ်ဆိုတာတနည်းအားဖြင့်ဗမာလူမျိုးအများစုနေထိုင်တဲ့မန္တလေးတိုင်းရဲ့တံခါးပေါက် ပြီးတော့ဒီနေရာကိုလက်လော့လိုက်ရဆိုရင်လည်းတော်တော်ခက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 ်ကိုပဲတော်လိုက်ရေးပေါ်ယုံကြည်မှုပလုံသွားလိမ့်မယ်ကြောက်ဆုပ်သွားလိမ့်မယ်မဟုတ်လားပြီးတော့ပြောချင်တာကမန္တလေးတိုင်းတကားပါဖြစ်လို့ဒီနေရာကိုလက်လော့လိုက်ရင်တော်လိုက်ရေးနိုင်ငံရေးကုန်တိတ်ခါဟာရှင်းရှင်းပြောရင်တော့အလုပ်ပြီးွားပြီးတုံညာအဆင့်ကိုကြာရောက်သွားလိမ့်မယ်ဒီနေရာမှာတကယ်လို့တွက်ချက်ကြည့်တာပေါ့ဒါကတွက်ချက်ကြည့်ရမှာပဲ what is scenario PDF တွေက เนาะအခုလိုမျိုးဆွေးနွေးပြီးတော့ပြီးတရားအဲ့ပြောတဲ့အတိုင်းအာလိုက်နာပြီးတော့တိမ်နာတစ်ချက်မှမဖောက်ပဲမျိုးကိုအားလိုက်မှဆိုရင်ဘာဖြစ်မှထင်လဲနံပါတ်၁ပြည်သူလူထုရဲ့ trap ယုံကြည်မှုကျဆင်းသွားမှာပဲချက်ချင်းကိုပြိုလဲသွားလိမ့်မယ် PD အဲ့ဒီပုံမှာဘာလို့ဆိုရင်အရင်တရုတ်တိုင်းလုတ်တဲ့ MNDA တို့တရားအဲ့တို့အတိုင်းဖြစ်သွားလိမ့်မယ်နံပါတ်၂စစ်ကောက်စီကအဲ့မှာရှိတဲ့တန်ဖိုးတည်တဲ့လူတွေပါဖမ်းမယ်နော်အာတော်လိုင်းရဲ့ပတ်သက်တဲ့ဟာတွေကိုလည်းအေးအေးယူမယ်ဖမ်းဆီးမယ်လိုက်ရှာပြီး ပြီးရင်အဲ့ဒီတောက်အခြေပြုတ်ပြီးတော့မန္တလေးဘက်ကိုဦးတည်ပြီးချိတ်ချောက်မှပြန်ပြီးတော့ခြေကုန်းနဲ့မြေတော်ရောက်သွားတယ်လို့ဖြစ်သွားမယ်။နံပါတ်3တမိုင်းမှာတော်လိုင်းရဲ့တမိုင်းတစ်ချောက်လုံးမှာ PDF တွေပြန်အပ်လိုက်တဲ့မြို့အမက်ဆက်ကြံခဲ့လိမ့်မယ်။ Yes or no ။ဒါအထက်စဉ်းစားမယ့်အချက်တွေ။ဒါအစိုးဆုံးရလိုက်နော်ပြန်အပ်လိုက်ပြီးဆိုရင်လည်း PDF တွေမတိုက်ပဲပြန်အပ်လိုက်တဲ့မခုခံပဲပြန်အပ်လိုက်တဲ့မြို့အမက်ဆက်တခုကြံခဲ့လိမ့်မယ်။ အောက်ခက်တဲ့အချက်နေဒီတော့တစ်ခါပြန်ပြီးတော့ကြောင်းပြန်လာပြီးစဉ်းစားကြည့်ပါ PDF တွေက TNA ရဲ့မပြည့်နှက်ဆိုတဲ့စကားကိုကြော်လွန်ပြီးတော့ red line ပေါ့ဗျာဥပမာကိုးဘတ်တောက်ကို red line ပြန်တားလာဂျိုးနီပြန်တားလာနော်သူတို့တယောက်ကတားမှ red line ဖြစ်လာမဟုတ်ဘူးတယောက်ချင်းတားလို့ရတယ်ဂျိုးနီကို TNA ကတောင်းဆိုပြောဆိုတယ်နော်မပစ်တရာကြီးမဖောက်နဲ့မပစ်ခန့်နဲ့ဆိုပြီးတော့ပြောတယ်သူတို့နဲ့တူတူစက်ကောက်စီခေါ်လာမယ် ဒီတော့အဲ့ဒီကမှကိုဘတာကိုတော်လိုင်းအင်အားစုတွေကကြိုးနီတားလို့ရတယ်ဘယ်လိုဘယ်လိုအခြေအနေကြီးဆိုပြီးတော့ပြန်တားလို့ရတယ်နော် red line ကိုစီးဖြစ်တတ်မှတ်ပြီးတော့တိုက်ပွဲဝင်လို့ရတယ်ဆိုတော့ပြောချင်တာအဲ့လိုဝင်လိုက်ရင်ဘာဖြစ်မလဲအဲ့ဒါကအရေးကြီးတဲ့အဖြစ်ဘာလို့ဆိုရင် ထိခိုက်မှုတွေနဲ့အများကြီးစဉ်းစားတော့မှလေဒီတော့သိချပါတဲ့စစ်ကောက်စီရဲ့စစ်ရေးအရဘုံကျတိုက်ခိုက်မှုတွေရရှုံနှိမ့်နိုင်ချေလဲရှိကောင်းရှိမှာပဲမြို့ပျက်စီးကောင်းလဲပျက်စီးမှာပဲ ဒါပေအဲ့ဒါမျိုးစီးရီးယားမှာကိုပါနီပုံစံမျိုးတော့အော်ဂတ်စတင်လို့ရေးတာရှိတယ် Facebook ပေါ်မှာလည်းတူးတယ်အဲ့ဒါမျိုးပဲမြို့ပြပုတ်ဘဝရောက်သွားရင်တော့နိုင်ငံရေးအရငါတို့ဟာပိတ်ဆက်ဆော့လို့ပြီးတော့အကြီးမားဆုံးအောင်ပွဲကိုနိုင်ငံရေးဖက်ကနေယူနိုင်မှာအဲ့ဒါကတော့သိချတယ်အဲ့လိုမျိုးပဲစီးရီးယားမှာလည်းကတ်ကိစ္စမှာလည်းနိုင်ငံတကာအတိမတ်ပြုတ်လဲဆိုတော့အသေးခံပြီးတိုက်လို့ဒီနေရာမှာကိုပါတော့ကိုစဉ်းစားတော့ကျတော့ဆုတ်ဖြတ်လို့မရဲဘူးပြည်သူနဲ့စစ်တပ်ကြားလောက နေလို့ပူပေါင်းပြီးနေလို့မရဘူးဒီလိုမျိုးအရှော့ပေးလို့မရဘူးဆိုတော့ရာတပ်ပံရန်သူအဖြစ်စီးချလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ခိုက်ခိုက်မမရရတည်တည်လောက်ရဖို့တကန်တော့ဒီတော့ PDF ရဲ့ရက်တိချက်ပြတ်သားကြောင်းလဲကပောက်ကိုတိအောင်ပြလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်အရေးဆွမ်းတာမှာအဲ့ဒီမှာမှာတော်တော်လေးခက်ခဲတဲ့အခြေအနေကိုဘသာကိုစဉ်းစားတော့ဒါဟာဝင်းဝင်းတစ်ခုကြံသေးတယ်ဝင်းဝင်းကိုထပ်စဉ်းစားကြည့်ပါဦးဝင်းဝင်းဆိုတာကညံတော့တာ